စစ်သူနယ်စကားများရင်ရွှဲကလမ်းမပေါ်မှာအိတ်လိုအနှိမ့်ဆရောက်သွားရတဲ့အမျိုးသမီးပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီကနေ့ကျွန်မတင်ဆက်ပေးခြင်းတဲ့တင်ကတော့ကြားရတဲ့သူတိုင်းအတွက်အလွန်မင်းစိတ်မကောင်းဖြစ်ရပြီးတော့တစ်ချိန်တည်းမှာပဲတုံ့လုံစရာသင်ငန်းစာယူစရာဖြစ်ခဲ့ရတဲ့ဖြစ်စဉ်တစ်ခုအကြောင်းပါလူမှုကွန်ရက်တင်းနေမှာတွေ့မြင်နေကြရတဲ့အတိုင်းအော်တိုဘာလာ22ရက်နေ့ညပိုင်းကရန်ကုန်မြို့ဗဟန်းမြို့နယ်ရွှေကုန်းတိုင်းဂုံတရာအစင်းမှာအမျိုးသမီးငယ်တအူရင်မတော်တဆမှုတစ်ခုနဲ့ဘဝကူးပြောင်းသွားခဲ့ရပါတယ် ဒီဖြစ်စဉ်ရဲ့နောက်ခွဲကအကြောင်းရင်းကိုကြည့်လိုက်တဲ့အခါမှာဒါကပုံမှန်ရေမတော်တဆမှုတစ်ခုမဟုတ်ပဲလူငယ်တွေကြားကစိတ်ဆက်မှုခဏတာစိတ်လိုက်မှန်ပါပြုမှုမှုတစ်ခုကနေအရင်ခံခဲ့တာကိုဝန်းနေပွဲတွေးရှိခဲ့ရပါတယ်ဒီဖြစ်စဉ်ကိုမျက်မြင်ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ပြောပြချက်အရ ီဖြစ်စဉ်မဖြစ်ပွားခင်မှာအဆိုပါအမျိုးသမီးငယ်လေးနဲ့သူ့ရဲ့ချစ်သူကောင်းလေးတို့ကကားရက်ပြီးတော့စကားများနေကြတယ်လို့ဆိုပါတယ်သူတို့နှစ်ဦးသာခရီးတစ်ခုကနေပြန်လာပုံရပြီးတစုံတစ်ခုအဆင်မပြေဖြစ်နေကြတာပါအဲဒီနောက်မှာတော့ကောင်းလေးဖြစ်သူကကောင်းမလေးကိုသူ့ရဲ့ခရီးဆောင်အိတ်တွေနဲ့အတူလမ်းဘေးမှာထားခဲ့ပြီးတော့ကားကိုမောင်းနှင်ထွက်သွားခဲ့တယ်လို့သိရပါတယ်ဒီအချိန်မှာကောင်းမလေးကစိတ်ထိခိုက်သွားပြီးတော့ ဘသူမှထင်မှတ်မထားတဲ့အလွန်အမင်းအနေရများတဲ့အပြုတ်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါကတော့တရောင်းအစင်ကားရိအရှိန်နဲ့ဖြတ်တန်းသွားလာနေတဲ့လမ်းမကြီးရဲ့အလဲတဲတဲမှာတွားရောက်လှဲအိတ်လိုက်တာပါပဲ။ မြန်မြန်တက်တဲ့တွေရဲ့ပြောစကားအရတော့ဘေးဘဝင်ခြင်းကလူတွေကဒါကိုမြင်ပြီးတော့အော်ဟစ်တတိပေးကြတွားရောက်ဆွဲကယ်ဖို့အတွက်စူးစမ်းကြပါသေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်ဟာရုံစင်းချိန်ကားတွေအလွန်ရှုပ်ထွေးနေတဲ့အချိန်ဖြစ်နေတာရဲ့အဖြစ်ပြက်ကခဏလေးအတွင်းမှာပဲအယမ်းမြန်ဆန်သွားတာရဲ့အကြောင်းဘသူမှအချိန်မီမကယ်တင်နိုင်ခဲ့ပါဘူး။တရားပေါ်ကနေအချိန်နဲ့ဆင်းလာတဲ့ယင်တစည်းကလမ်းမပေါ်မှာလှဲအိတ်နေတဲ့ကောင်မလေးကိုရှောင်းသိမ်းချိန်မရဘဲဝင်တိုက်မိခဲ့ရပါ။ဒီဆိုရတဲ့ဖြစ်စဉ်မှာဘဝကူးပြောင်းသွားရသူကတော့အသက်23နှစ်အရွယ်သားရှိသေးတယ်။ မျိုးသမီးငယ်တဦးဖြစ်ပြီးတော့မင်္ဂလာလုံမျိုးနယ်ဆွဲတော်အင်ယာမာနေထိုင်သူဖြစ်တယ်လို့သိရပါဗျ။သူ့ရဲ့မိသားစုနဲ့လည်းအဆက်အသွယ်ရရှိခဲ့ပြီလို့ဆိုပါရယ်။ပိုပြီးတော့ဝန်ထမ်းစရာကောင်းတဲ့အချက်လက်တွေအရာတော့ဒီနေရာမှာတွေ့ရှိခဲ့ရတဲ့ခရီးဆောင်အိတ်တွေနဲ့သူ့ရဲ့အဝတ်အစားတွေအရာသူမကကလောမျိုးကနေပြန်လာကားစအိမ်တောင်ပြန်မရောက်သေးတဲ့အခြေအနေဖြစ်နိုင်တယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့သူတွေကသုံးသပ်ကြပါဗျ။ ီဖြစ်စဉ်ကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်လူငယ်နဲ့ဦးကြားကရိုးရှင်းတဲ့စကားများမှုစိတ်ကောင်းမှုအရွယ်တိုင်းမှုတစ်ခုကနေတန်ဖိုးရှိလာတဲ့လူဘဝတစ်ခုကိုပေးဆောင်လိုက်ရတဲ့အထိဖြစ်သွားခဲ့ရပါဖြစ်စဉ်ကိုတည်သူတယောက်ကအမှတ်ချက်ပေးထားတာအယံမှန်ပါတယ် ရည်စားအတွက်နဲ့များကိုယ့်အသက်ကိုစတင်ရတယ်လို့အတွေးမှားသွားတာပေါ့ဆိုတဲ့စကားပါပဲအသက်23နှစ်ဆိုတာရှေ့ဆက်ရမယ့်ဘဝခရီးရှည်ကြီးကြံနေတဲ့အချိန်မှာအခုမှအသက်ငယ်ငယ်လေးနဲ့ဒီလိုဆုံးဖြတ်ချက်မှားယွင်းလိုက်တာဟာကြံရည်သူမိဘတွေအတွက်ဘယ်တော့တောင်ရင်ကျိုးရမလဲဆိုတာတွေးကြည့်ဖို့တောင်ခက်ခဲပါတယ်ဒီပြည်စင်မှာနောက်ထပ်တာဝန်မဲ့တဲ့အပိုင်းတစ်ခုကတော့ဝင်တိုက်ခဲ့တဲ့ရင်မောင်းသူကရင်ကုန်မရက်တံမဲနဲ့မောင်းနှင်ထွက်ပြေးသွားခဲ့ရပါဒါဟာလုံးဝမလုံသင်းတဲ့အပြုတ်မှုတစ်ခုဖြစ်ပြီးတော့တပ်ဆိုင်ရာကလည်းအဆိုပါရင်မောင်းကိုဖမ်းဆီးရမိရတဲ့အတွက်စုံစမ်းနေဆဲဖြစ်တယ်လို့ ရပါတယ်။ဒီသတင်းကိုတင်ဆက်ပေးရတာကပရိသတ်ကြီးကိုဝန်းနေစေဖို့တခုတည်းအတွက်မဟုတ်ပါဘူး။ကျမတို့အားလုံးအထူးသဖြင့်လူငယ်လူရွယ်တွေသင်ကန်းစာယူနိုင်ဖို့ပါ။ဘဝမှာဘလို့ပြဿနာတွေပဲကြုံလာပါစေ။ဘလို့ပဲစိတ်ထိခိုက်ရပါစေခဏတာစိတ်ခံစားချက်ဒေါသဒါမှမဟုတ်အရွယ်တိုက်လို့စိတ်တခုတည်းနဲ့ကိုယ့်ရဲ့အဖိုးတန်နဲ့အသက်ကိုလဲလှယ်ပြစ်လိုက်တာမျိုးတဘဝစာနောက်တရမယ့်အပြုတ်မှုမျိုးတွေကိုမလုံးဝမလုံးမီကြဖို့အထူးပဲတိုက်တွန်းချင်ပါတယ်ရှင်။ပရိသတ်တို့ရောဒီကိစ္စပေါ်မှာဘလို့မြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူး demolishing